မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအဲ့တချို့နေရာတွေခံရမယ်နဲတယ်ပေါ့ဒါပေမဲ့စကိုင်းတိုင်းကဘာကြောင့်မို့လို့ခံရတယ်လဲစကိုင်းမကွေးရကျွန်တော်ကျွန်တော် list တင်ပါတယ်မနေဘူးမနေဘူးတော့ထီတာပေါ့နော်အော် အဓိကတော့ NUG ကဒီလိုဒီလိုဒီလိုဖြစ်နေလို့နော်ဟိုဟိုမှာလဲအတန်အရန်ကျယ်လွန်တဲ့ပဇင်းငင်ခွဲများကြောင့်တွေ့ရတွေ့ရအပြစ်ခံနေရတဲ့ပုံစံမျိုးဖြစ်နေအဲ့တော့ NUG ကိုလည်းပြောချင်တယ်ကိုကမုတ်စိတ်မနိုင်မဲနဲ့ပဲချင်းဟင်မစားနဲ့နော်မုတ်စိတ်မနိုင်မဲနဲ့ပဲချင်းစားတော့မလို့အပ်ပဲနဲ့စကားဖွာပြီးတော့နော် ပြောတင်လာတဲ့ပို့ပြောပြီးရှိတင်လာတဲ့ရှိပို့ရှိပြတယ်မရှိပါအောင်အရှိလုပ်တယ်မဟုတ်တာအဟုတ်လုပ်တယ်အစိုးရကြီးထောင်ပြတယ်ဝန်ကြီးဌာနတွေထောင်ပြတယ်ပါကဖတွေပါလာဖတွေထောင်ပြတယ် PDF တက်တော်ကြီးဆိုထောင်ပြတယ်ဟုတ်လားဘယ်နေရာမှာဘယ်တက်ရင်တွေဖွဲလိုက်ပါစေတက်ရင်ဘလောက်ဘလောက်ဘလောက်ရှိပါစေရောအဲ့လိုမျိုးပါဇက်ဖွာဟာမှုတွေကြောင့်နော်အဲ့လိုမျိုးဟိုမလို့အပ်ပဲနဲ့ဟောင်းမွာဟောင်းကွာလုံးမှုတွေကြောင့် ကြံတော့ကြံတဲ့ဒီလက်နက်ကင်တိုင်းသားလက်နက်ကင်နေတော့မှအဲ့လောက်ထိလေချောင်းနဲ့ရေးယူတာကျွန်တော်မတွေ့ရဘူးနော်အဲ့တော့အဲ့ကြောင့်မို့ခံရတယ်လို့ပြောမှာပေါ့ဗျအဲ့တော့ NUG နဲ့ NUG အုပ်စုလည်းပြောကျင်တယ်နော်အာကျွန်တော်တို့အာကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ဒါတရှိပါတော့မြောက်လည်းကြားဘူးမှာမခင်ဗျသူတို့ဘက်ကျမ်းမာရေးဝန်ကြီးတို့ပါပြောတာကျွန်တော်တို့က online ပေါ်နေပြီးတော့ covid ကာကွယ်ဆေးထိုးပေးနေတာ NUG ကဘယ်လိုခေါ်မလဲဆိုတော့ဒုက္ခရောက်တဲ့သူတွေအားလုံးကိုကူညီနေတာ Facebook ပေါ်ကနေနော် ဲ့တော့မလို့အပဲနဲ့ပောက်ကြရတယ်မဟုတ်တာတွေเนาะရှောက်ပြောတဲ့ခါကျတော့အောက်ခြေမှာရွာတွေမှာသူတို့အောက်ချုပ်ပါလေဆိုတဲ့ရွာတွေမှာပို့ပြီးထိခိုက်နစ်နာရပါတယ်အဲ့တော့ဒါမျိုးတွေမဖြစ်ဖို့အတွက်ကအားလုံးစင်ကြရမယ်အားလုံးစင်ကြရမယ်ဆိုတော့ကျွန်တော်တို့အားလုံးလိုအပ်တဲ့ငင်းချမ်းရေးပေါ့ဗျာငင်းချမ်းဆိုတော့အားလုံးဆွေးနွေးစေချင်တာပါအဲဟုတ်ပြီ NUG ဘက်ကဘာရှော့အောင်လဲဆိုတဲ့ခါကျတော့မလို့အပဲနဲ့เนาะအကြွားတန်နေတာတွေဟောင်းမောဟောင်းမောလုံလုံးနေတာတွေเนาะ မရှိတာကိုအရှိလုပ်နေတာလေမဟုတ်တာကိုအဟုတ်လုပ်ပြီးတော့လူကိုပဲဘယ်ခေါ်မလဲဆိုပြည်သူပဲဂျင်းကျွေးလို့ရမယ်အဲ့ဒီတော်လန်ရေးကိုယုံကြည်ပါတယ်ဆိုတော့ညီပိန်းနေလောက်ပဲဂျင်းကျွေးလို့ရမယ် NUG ကဘယ်အဆင့်ပဲရှိတယ်ဆိုတာကိုကျွန်တော်တို့တော်လန်ရေးလောကမှာလည်းကောင်းကောင်းသိတယ်တော်လန်ရေးလောကမှာ NUG ဟာတနည်းအားဖြင့်ဆိုလို့ရှိရင်လူပွဲစားအဆင့်လောက်ပဲရှိတာကမ္ဘာတန်တမန်ရေးရမှာဟေ့ဆိုလို့ရှိရင်လည်းကျွန်တော်လုံခဲ့တဲ့၄နှစ်လောက်ခရေကကျွန်တော်ပြောခဲ့တယ် NUG ဟာ ကျွန်တော်တို့လူမှုရေးအသင်းအဖွဲ့ပရဟိတအသင်းအဖွဲ့အဆင့်လောက်ပဲရှိတာเนาะအဲ့တော့အဲ့ဒါကိုသူတို့ကိုသူတို့ဝန်ခံမှာဝန်ခံလိုက်မယ်ဟဲ့ဆိုရင်တစ်ဖက်ကဒီသူတို့ ਨੇ အစိုးရနှင်းရဖြစ်နေတယ်ဗျာ NASA ကလည်းအစိုးရ NGO ကလည်းအစိုးရဆိုတဲ့ခါကြတော့အဲ့တော့အကြောင်းမလို့မဖြစ်တင်တာမဖြစ်စေခြင်းရင် NGO နေရလည်းမလို့အဘနဲ့စကားဖွာမှုတွေအကြွားလွန်မှုတွေအားလုံးကိုအဲရှောင်စစ်ခြင်းပါတယ်အဲ့ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပြောခြင်းတာဗျာ NASA ကလည်းပြောခြင်းတာက နတ်ဆက်ကဦးမင်းအွန်လိုင်းဘာလူမျိုးလဲတော့မသိဘူးလူမျိုးရေးပေါ်အခြေခံလားပါလားကျွန်တော်မပြောချင်ဘူးဗျာအဲတော့ပါတော့လဲပဲဒီစကိုင်းတိုင်းမကွေးတိုင်းမှာနှိမ်နင်းနေတဲ့လေချောင်းတိုက်ခိုက်မှုတွေဟာကျွန်တော်တို့တကယ်တကယ်တမ်းတောင်းညမ်းနေသောစစ်သွေးကြသဘုံကိုတိုက်ခိုက်တာနဲ့ရှင်မယ်ဟေ့ဆိုရှင်အများကြီးကွာဟာလေနော်ကို့ချင်းချင်းကို့ချင်းချင်းတော့ပြောရမှာဗျာနော်ပြီမသားအချင်းချင်းပေါ့ဗျာပြီမသားအချင်းချင်းကြတော့ဗမာလို့ပြောလိုက်လို့ရှင်လူမျိုးရေးကဟိုမကောင်းဘူးလေနော်အဲ့တော့ ဒီမသားချင်းချင်းကို့မြေပြန့်သားချင်းချင်းကြတော့ဟိုမတရားပေါ့ဟိုမတရားဒီပြက်သားသလားမမင်းနဲ့ချပါတယ်နော်ပြက်သားပြင်အခုတကြံနေမှင်ချေသွားမြို့ဒီရောနေတာမဟုတ်ပါဘူးနော်ပြက်သားလုံးပြီးတော့တကယ်တကယ်တမ်းကို့ကိုဒုက္ခပေးနေတော့အေးအေးသဘုံနေလို့ ਨੇ နေနေမှုကြတော့စဲစားတစားမတွေ့ရဘူးနော်ဒီမှာစဲကကျေသွားလို့အေးအေးသဘုံတစ်ခါလောက်ဝင်တွေ့ရဟောစဲစားတစားกว่าနော်အဲနောက်ထပ် အခုအဲတခြားနေရာတွေပေါ့အဲတခြားနေအဓိက AA ပါပဲနော် AA နဲ့ချင်းပြင်းနေချင်းပြင်းနေတဲ့တခါပဲထိပါတယ်နော်ကျွန်တော်ကြည့်ရတော့ဆိုတခါပဲထိဒါပေမဲ့တော့ကိုညီရင်းကိုတွေပါ PDF တွေဆိုတာလဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်တို့လည်းတနည်းအားဖြင့်ကျွန်တော်ဗမာစကားပဲပြောတော့တိုင်းရင်းသားညီကိုတွေပါနော်ဗမာစကားပြောဗမာလိုပဲပြောမှာပေါ့ဗျာနော်ဗမာစကားပြောတော့ပုံကိုတွေပါအဲ့တော့ကိုဗမာများကလည်းဗမာအချင်းချင်းကြရင်လားအသေးအကြီးခွတ်တာသိလားနော်ခွတ်တာအဲ့ဒီ တကယ်တကယ်တမ်းဟိုအဲ့ဒီဗမာဗမာငပိန်းတွေကိုအတုံးချနေတဲ့ဒီစစ်သေးကြတပုံ AA တို့ဟုတ်လား KIA တို့မြောက်သုံးအောင်ပေါ့မြောက်သုံးအောင်တို့ဟုတ်လားဒါတွေကိုအရေးယူမှုကြတော့တအောက်အားနေတယ်အဲ့တော့ကျွန်တော်မေးချင်တာက NASA ကဥက္ကဋ္ဌကြီးကဘာသွေးလဲပေါ့နော် O သွေးလား A သွေးလား B သွေးလားလို့မေးချင်တယ်ဗျာဒါဟုတ်ပါပြီအဲ့တော့အမှန်ပဲကိုမောင်ဟုတ်ပါပြီနော်မင်္ဂလာပါအဲ့တော့တကယ်တကယ်နေနေရမရက်မှာကြတော့ အားနေနေမနေနေဘူးတကယ်ကိုယ့်အချင်းချင်းကြတော့အသက်ကောင်းအသေးချေခွတ်ပါတို့ဗမာများလဲနော်အဲ့တော့ဗမာတွေကလည်းအခုပိန်းသလားဆိုတဲ့ခါကျတော့ကျွန်တော်တို့မြန်မာပြည်မှာအရင်ကကျွန်တော်တို့ကရင်ဆိုလို့ရှိရင်เนาะဒါကရင်တိုင်းသားကြီးကျွန်တော်ချစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကရင်နဲ့ကျွန်တော်တို့အမျိုးဆွေမျိုးတိုင်းမှာဆွေမျိုးသားချင်းကရင်မကင်းပါဘူးเนาะကရင်ကျွန်တော်ဆိုကျွန်တော်ကဘရုံမောက်တတ်မှတ်တာဟုတ်เนาะဘရုံမောက်ပေါ့စလာပါ နောက်ထပ်အရခိုင်စုမရှိနေကျွန်တော်တို့ကခင်ခင်မင်မင်းနဲ့ခေါ်တဲ့ခါကျရင်ချစ်စနုံးနဲ့ခေါ်ကြယခိဘာညာဘောတင်မလားအဲ့လိုခေါ်ခေါ်ကြအာရှမ်းဆိုလို့ရှိရင်လည်းကျွန်တော်တို့သူသူပြောပေါ်ပြအဲ့လိုပြောကြတာစနောင်ရင်ခေါ်ကြတာပါအခုကြမှာကျွန်တော်တို့ဒီဩတို့ဗမာများဟာလဲနော်တကယ်ငပိန်ငပိန်နေပါလားဆိုတော့ကျွန်တော်အခုမှသိတော့တယ်နော်အဲ့တော့အချင်းချင်းကြတော့အရန်ချတယ်ဗျာနော်တကယ်တမ်းဆောင်ရွက်တဲ့နေရာတွေဆောင်ရွက်ပါ ဒီ PDF ကလေးတွေဆိုတာကဒီတိုင်းရင်းသားလက်နက်ကင်အမိခံထားသောစစ်သေးကြ AA တို့မြောက် AA တို့အဖွဲ့တွေနော် KIA တို့မရှိလို့ရှိရင်ဒီကလေးတွေဟာပြောမှဆိုရင်ကိုယ်ပမာပြီးသားအချင်းချင်းနော်ဒီမသားအချင်းချင်းဟာစီလုံးညှိနှိုင်းလို့ရတယ်ဒီစစ်သေးကြအုပ်စုတွေသူ့လူမျိုးကိုလည်းဒုက္ခပေးတယ်ပမာပြီးပမာတိုင်းရင်းသားကိုလည်းဒုက္ခပေးနေတယ်ဒီစစ်သေးကြတို့နှိမ်နေတဲ့နေရာမှာနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုတော့အင်အားစိုက်ပြီးတော့နှိမ်နင်းတင်တယ်လို့ကျွန်တော်အနေနဲ့ ထင်တယ်ဗောဗျာနော်ကိုအချင်းချင်းကြမတရားချနေရကြီးတယ်နည်းနည်းလေးစင်ကျင်နေပါလားဟုတ်ပလားကဲအဲ့တော့ဟုတ်ပြီအကျွန်တော်ပြောတာပတ်သက်ပြီးတော့ဟိုနည်းနည်းပြန်ပြီးတော့ခြေပကျင်တဲ့သူလည်းရှိမယ်နော်ဒါပေမဲ့ကျွန်တော်တို့ကွန်မန့်ကလည်းလေပေါက်ကြရရေးတယ်လေကောင်းကောင်းရေးတဲ့သူတွေအများကြီးရှိပါကောင်းကောင်းရေးတဲ့သူတွေကျွန်တော်ဖတ်ပါနော်မြင်ပါတယ်ပြောနေမယ်ကွန်မန့်တွေအကုန်လုံးမြင်ပါတယ်ကျွန်တော်မျက်လုံးအရမ်းလင်ပါတယ်လင်လာတဲ့ပုံလင်ပါနော်မြေလာအားပေးနေပါနားဆင်နေပါလေတဲ့ကိုမောင်မင်္ဂလာပါမင်္ဂလာပါနော် မှန်လေကောင်မောင်းတာဟုတ်ပြီကမ္ဘာပညာရေးနံပါတ်1ဖင်လန်နိုင်ငံအစင်းမြင့်ပညာတက်ပွဲရကောင်မောင်ပြောနေသည်နားထောင်ပါမိတ်ဆွေကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါနော်ကျွန်တော်ဒါကျွန်တော်ပုံကိုယူကျွန်တော်ပြောခဲပါတယ်ပြောလည်းပြောလို့မရှိပါဘူးဘာကြောင့်လဲခင်ဗျားတို့အချိန်နေအချိန်တွေအတွက်အကျိုးရှိရမှာကျွန်တော်ပုံကိုယူရှည်တန်းတင်နေနေလဲဟိုကောင်ကျွန်တော်ဘာဘာဘာညာဆိုပြီးရှည်တန်းတင်နေရင်လဲခင်ဗျားတို့အချိန်နေ မကောင်းဘူးဗျာနော်အဲ့တော့ကျွန်တော်တို့ကျွန်တော်အားလုံးစိတ်ဝင်စားတဲ့အရာလေးတစ်ခုသာကျွန်တော်တို့အတူတူစကားပြောခြင်းတော့သတ်မှတ်ပါတယ်နော်ကျွန်တော်လည်းဘာမှမဟုတ်ဘူးကျွန်တော်သိရှိထားတာလေးတွေပဲကျွန်တော်ကျွန်တော်လည်းသိကျွန်တော် live စုံစမ်းနေလေ့လာတယ်အဲကျွန်တော်သိထားတာလေးတွေအားလုံးလည်း social media ပေါ်မှာကျွန်တော်သိသလိုကျွန်တော်ကိုအားပေးနေတဲ့သူတွေကျွန်တော်သိကျင်တဲ့သူတွေအားလုံးပြန်ပြီးဝေမျှခြင်းပါပဲနော်ဟုတ်ပြီအဲ့တော့နိုင်ငံရေးအမြင်နဲ့ပဲပြောပြလိုက်ပါတဲ့ဏိပိတွေမဟုတ်ရင်လည်းဘောမှလည်းပြောနေမယ် နိုင်ငံရေးကိုလည်းနားထောင်တဲ့လူငယ်တွေဟာဟုတ်တယ်အမှန်တယ်အဲ့တော့အဲ့တော့ဒီနိုင်ငံရေးမှာเนาะခင်ဗျားတို့နိုင်ငံရေးနဲ့ဂူဝီနေရမယ်ဆိုကျွန်တော်ကဥပမာပြအခုကျွန်တော်ပြောနေရအောင်လားသတင်းပြောနေရเนาะသတင်းပြောနေဆိုတာဥပမာပြညောင်ကျိုးမကြတော့မကြဘူးပြောမယ်ကြရင်ကြတယ်ပြောမယ်ဘယ်လိုခံရရင်ဘယ်လိုခံရရင်ပြောမယ်တိုက်ရိုက် update တွေကျွန်တော်ပြောတာဖြစ်တယ်ဥပမာဥပမာပြကျွန်တော်နောက်ထပ်ရခိုင်ပြည်နယ်ဘယ်မှာဘယ်လိုဖြစ်နေဆိုတော့ကျွန်တော်ပြောမယ်ကျွန်တော်သိထားတာကိုကျွန်တော်ပြောမယ်အဲ့တော့ နောက်ဆင်ကြတာကျွန်တော်ပြောလို့မရအောင်နော်ကျွန်တော်မသိဘူးအဲ့တော့ပါတော့လည်းပဲအဲကျွန်တော်ကတော့လက်ရှိဖြစ်စေဖြစ်စေကိုပြောတယ်ကြာရင်လည်းကြာလည်းပြောမကြာလည်းမကြာဘူးပြောမယ်နော်ဥပမာနေ36ကိစ္စပုံစံမျိုးတမောမှာနေ36ကိစ္စကကျွန်တော်ကဟိုအရှိလိုရှိတိုင်းပြောတာပဲနော်ဟိုကျွန်တော်သုံးသက်ချက်အရာကျွန်တော်ပြောတာပဲပြီးတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဟိုဘက်မှာလည်းနောက်ဆုတ်လိုက်ရတယ်ဆိုတော့တနည်းနောက်ဆုတ်လိုက်ရပဲစတက်ဘက်ကပြောမယ်ဆိုဆိုလိုချင်တာကတော့ကျွန်တော်ဒီ ရှိစဲဖြစ်စဲကိုကျွန်တော်ပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောလို့ကြာသွားပါတယ်လို့ကျွန်တော်မပြောလို့ကြာပါတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော် live ကိုနားထောင်မယ်ဟဲ့ဆိုရင်ဟိုတုံနိုင်ယုံညံညံသူတို့နားထောင်လို့မရအောင်ကျွန်တော် live ကိုနားထောင်မယ်ဟဲ့ဆိုရင်တတော်ကြီးကိုရင့်ကျက်တဲ့သူတွေအတွေးခေါ်ရှိတဲ့သူတွေလောက်နားထောင်ပါမင်းတို့အဲ့ဒီအစဲဆိုအတောင်ညံနဲ့အဲ့ဒီအစင်လောက်နဲ့တော့အကို live ကိုနားမထောင်တာကိုကောင်းနေမယ်မင်းတို့တော့လည်းအကျိုးမရှိဘူးညံကိုမင်းတို့တွေကတနည်းအားဖြင့်စကားသုံးလေးလုံးလောက်နားထောင်ပြီးဆဲပြီးထွက်သွားတဲ့သူတွေ နားထောင်မယ်ဟိဆိုရင်တည်တည်ချာချာနားထောင်မှာတွေးခေါ်ပါကိုကအတွေးခေါ်ပေးတာဖြစ်တယ်ညံရင်ညံသွေးကိုအလုံးလုံးစီတာဖြစ်တယ်နော်ညီကောင်မမများကဲဟုတ်ပြီအာကျွန်တော် like link ပါဒီနေ့နော်အဲကျွန်တော်ဒီကပြောချင်တာက NASA ကဦးမင်း online ဒီကြရမှာအာဆီယံဥက္ကဋ္ဌနဲ့တွေ့မယ်တွေ့တဲ့အတိုင်းတာမှာရလိုက်နဲ့ဖြစ်ဖြစ်နိုင်တဲ့အခြေအနေအားလုံးကိုကျွန်တော်ဒီနေ့ကာကနနာရှင်းပြခဲ့ပါတယ်အဲနောက်ထပ်အနေနဲ့၄ချောင်းပုံကျဲမှုတွေနော်၄ချောင်းပုံကျဲမှုတွေဟာကျွန်တော်တို့ နည်းအားဖြင့်ဘသူတက်မှာတော့မကောင်းဘူးမကြိုက်ဘူးမနစ်သက်ဘူးတို့ပါတော့ညာလဲစစ်ရဲ့သဘောတရားရမတရားမှုဆိုတာကျွန်တော်တို့စစ်စစ်ပွဲတစ်ခုမှာကတော့မတရားမှုဆိုတာအဲတော်တော်လေးမတရားမှုရှောင်နိုင်တဲ့စစ်ပွဲဟာတော်တော်ရှားပါတယ်เนาะကမ္ဘာနိုင်ငံကြီးတွေမှာပဲမတရားမှုတွေကျူးလွန်ကြသေးတယ်ဆိုတော့မြန်မာနိုင်ငံလိုမျိုးရှုပ်ထွေးတဲ့နေရာမျိုးမှာအမ်ဘယ်လိုခေါ်မလဲဆိုတော့အဲ ठी ไก collateral damage ပေါ့မယူရဲဘဲနဲ့ဖြစ်ဖြစ်တဲ့အရာတွေဖြစ်တတ်တယ်ဆိုတာလည်းကျွန်တော်တို့နားလေတယ်အဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ရှော့တင်တာတွေရှောင်တင်တာတွေအားလုံးနှစ်ဖက်စလုံးနဲ့ကျွန်တော်ပြောကြပြီးသွားပါပြီเนาะနောက်တစ်ခုကတော့ NASA ကအနေနဲ့ကိုအချင်းချင်းကြတော့ပြစ်လိုက်ခတ်လိုက်ပြစ်လိုက်ခတ်လိုက်နေเนาะခင်ဗျဘာလို့မျိုးလဲတော့ကျွန်တော်မသိဘူးသူပြောသူညာလည်းပဲတကယ်နိုင်ငံကိုဒုက္ခပေးနေတဲ့ AA တို့ဖွဲ့စည်းမျိုးကိုကြတော့နှိမ်နေတဲ့နေရာမှာအားနေနေသေးတယ် KIA ကိုနှိမ်နေတဲ့နေရာမှာအားနေနေသေးတယ်မြောက်သုံးကောင်ကိုနှိမ်နေတဲ့နေရာမှာအားနေနေသေးတယ်เนาะရှင်းပြတယ်နှိမ်နေတယ်အဲ့တော့ပြောမပြစကိုင်းတိုင်းမှာကျဲတဲ့ အခြေအနေကိုเนาะအခုလိုမျိုးပွဲတွေတွေမှာရန်သူပင်ရန်ဖြစ်လင်ကစားပြနေကြပါစေเนาะအဲ့မှာကျဲမဲ့တဝက်လောက်ကိုသာခင်ဗျရခိုင်ပြည်ပါကျဲလိုက်เนาะရခိုင်ပြည်ဆိုတာကျွန်တော် AA ရှိတဲ့အရက်တွေပြောတာเนาะ AA ရှိတဲ့အရက်တွေကိုကျဲလိုက်နောက်တစ်ခုကအဲဘယ်ခေါ်မလဲဆိုတော့ကိုယ်စစ်ကျင်ညာထားတာလေသူတို့ကလုံးဝတိုက်မှာတိုက်မယ်ကိုယ်တိုက်မယ်လို့ကျင်ညာထားတဲ့သူတွေကိုကျဲတာကတော့ကျွန်တော်တို့ဒါစစ်ရဲ့သဘောတရားရနားလည်ပြီးလို့ရတယ်အဲ့တော့နားလည်ပြီးလို့ရအတွက်ကြောင့်မလို့ AA တို့ဟလာအဲ့ဒီနောက်ထပ်အဲ့ဒီ KIA တို့ကိုယ်တကယ်တမ်းလေ တတလုံးနဲ့တိုက်မဲ့သူတွေအားလုံးစီးရင်မှကျဲပါအခုလိုမျိုးပွဲတွေလုပ်နေတဲ့ချိန်မှာအဲကျွန်တော်တို့စကိုင်းက PDF ကလေးတွေလည်းသူတို့ပြောချင်ကြမှာပါဗျာနော်အဲအဲ့တကြောင့်မို့လို့စင်ကျင်စေချင်တာပါဟုတ်လားတို့ကျွန်တော်တို့ကျွန်တော်ဘာမှမပြောလို့ပါဘူးနော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နေ့အဲစီး update လေးတွေနိုင်ငံရေး update လေးတွေကျွန်တော်ဆက်လက်ပြီးပြောသွားဖြစ်စေဖြစ်စေကိုကျွန်တော်ဆက်လက်ပြီးတော့ပြောသွားပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်